အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်ဒီစင်ကာပူနိုင်ငံကနေထိုင်းနိုင်ငံအာဘန်ကောက်ဒါမှမဟုတ်ရှင်ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ဥမာချင်းမိုင်လိုမျိုးပတ်တရားလိုမျိုးအဲ့လိုမျိုးတွေမှာအလဲသွားမယ်ဒါမှမဟုတ်ရှင်ဒီအကြောင်းတစ်ခုခုရှိလို့ပေါ့ဥမာစတေရှောင်းနာမျိုးပဲဖြစ်ဖြစ်အဲ့ဒါမျိုးသွားတဲ့အခါမှာကိုကအာဒီစင်ကူကနေပြီးတော့မှထိုင်းဘတ်တီအများကြီးလဲသွားစရာလိုလားပေါ့ပြီးတော့ဟိုအပြင်ဆိုင်နေမှာဆိုလို့ရှင်လည်းဒီအာ exchange rate တွေက အာတခါတလေမှာဟို မတူညီတာတွေလည်းရှိနိုင်တယ်အာဆိုတော့ကျကိုကအာဥမာ DBS ပေးလား DBS ကိုတုံးတယ် DBS ပေးလားကိုတုံးတယ်ဆိုလို့ရှိရင်အာဘတ်တီအများကြီးလဲသွားစရာမလိုပဲねဒီအဆင်ပြေပြေနဲ့ထိုင်းနိုင်ငံမှာအာဆိုင်တော်တော်များများကိုအာပေးချင်လို့ရတယ်ဆိုတဲ့ဥစ္စာကိုမတည်သေးတဲ့သူတွေအတွက်ပြန်လဲပြီးတော့မျှဝေပေးချင်ပါတယ် အဲပထမဦးဆုံးအနေနဲ့ဒီဒီထိုင်းနိုင်ငံမှာပေါ့နော် DBS ပေးလာရတဲ့ ဒီမာချန်နေဒီစိုင်းနေကိုအာမျှဝေပေးခြင်းပါတယ်အဲ့ဒီကဘာလဲဆိုရှင်ကိုကဒီထိုင်းနိုင်ငံကိုရောက်ပြီဆိုလို့ရှင်ဥမာအလဲသွားရဲဆိုလို့ရှင်ကိုက shopping center ပြီးတော့ supermarket တွေအဲ့လိုမျိုးတွေသွားမယ်ပြီးတော့အာဒီ food court တွေ tourism မှာဆိုလို့ရှင်လည်းဒီ food court တွေအာရှိတဲ့အတွက်ကြောင့်မလို့ food court တွေမှာဆိုလို့ရှင်လည်းလွယ်လွယ်ကူကူပေးလို့ရတယ်နောက်အာ outlet တွေပြီးတော့ department store တွေအာပြီးတော့ duty free ဒီပစ္စည်းတွေအဲ့အားတွေဆိုလို့ရှင်လည်းကိုကအာဒီ များကြီးလဲစရာပစံနေကင်သွားစရာမလိုပဲねဒီ DBS ပေးလာလေးနဲ့ပေးလိုက်အောင်ပဲဖြစ်ပါတယ်အပထမအဦးဆုံးအနေနဲ့ဒီအာ အစားအသောက်ပေါ့နော် DBS ပေးလာနဲ့ထိုင်းနိုင်ငံမှာ ပေးလို့ရတယ်အဲဒီအစားအသောက်ဆိုင်နေရဲ့ list ပဲဖြစ်ပါတယ်ဒီဒီမှာဆိုလို့ရှိရင် ZMB နောက် Zen Fuji နောက် McDonald Burger King စသဖြင့်ပေါ့နော် Subway အဲ့ဒါတွေရောရှိပါတယ်ပြီးတော့ဒီထိုင်းနိုင်ငံမှာအာ food court တွေကလည်းအများကြီးပဲရှိပါတယ်အဲ့ဆိုဟိုက food court တွေမှာစားရဆိုလို့ရှိရင်လည်းဒီ DBS ပေးလာနဲ့အာပေးလိုက်အောင်ပဲဖြစ်ပါတယ်သူတို့စီမှာ QR ဖတ်ပြီးတော့ပေးလိုက်အောင်ပဲဖြစ်ပါတယ် နောက်တစ်ခုကကြတော့ဒီ department stores တဲ့အဲ department stores တွေဆိုလို့ရှင်လည်းကိုကတခုခုအာလိုအပ်တာဥမာဆိုလို့ရှင် shopping အတွက်ကိုဝယ်စရာပစ္စည်းတွေအဲရှိရဆိုလို့ရှင် department store တွေမှာဝယ်မယ်ဆိုလို့ရှင်လည်းဒီ DBS ပေးလာနဲ့ခြေလို့ရတဲ့ department store တွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှင် the mall တို့ icon cm တို့စသဖြင့်ပေါ့နော်အောက်ကအောက်မှာရှိရ central road အာ paragon တို့ robinson တို့အဲ့အရာတွေအားလုံးအာပေးလို့ အဲ့ဒါအားလုံးကိုပြေလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဘတ်ဈေးနဲ့ဒေါ်လာဈေးနဲ့ကွာတဲ့အတွက်ကြောင့်မလို့စင်ကူနိုင်ငံမှာဒီအာအစင်ကူနိုင်ငံကနေဘရမာဒီဘန်ကောက်ကိုပေါ့နော် shopping အာသွားရဆိုလို့ရှိရင်တစ်နှစ်စာလိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေကိုဝယ်ခဲ့လို့ရပါတယ်အာကျွန်မနဲ့ဒီအတူတူလောက်ခဲ့ရတဲ့စင်ကာပူရီးယန်းနေဆိုလို့ရှိရင်တစ်နှစ်တစ်ခေါက်သွားပြီးတော့ဒီတစ်နှစ်စာလုံးကို တမိသားစုလုံးစာအတွက်လိုအပ်တဲ့ဥမာရုံးဝတ်အင်းကြီး အာဒီ suit တွေပေါ့နော်ပြီးတော့အမျိုးသမီးတွေဆိုလို့ရှင်လဲ dress တွေ ठी ကအစားဖနက်အစုံခြေအိတ်ပေါ့နော်အဲ့လိုမျိုးတွေအစားဒီအိတ်တရားစားပေါ့နော်အာအရန်ချစ်ဖြစ်တယ်ဆိုပြီးတော့ကြတော့ဒီတစ်နှစ်စာကို shopping အနေနဲ့သွားပြီးတော့ဝယ်လေးရှိပါတယ်အဲ့တော့ဒီမှာဆိုလို့ရှင်လဲဒီ dress တွေရုံးဝတ်တဲ့ dress တွေဆိုလို့ရှင်ဒီစင်ုံနဲ့စားလိုက်တယ်ဆိုလို့ရှင်အများကြီးတက်တာပါတယ် ဒီ duty free ပေါ့เนาะ duty free အနေနဲ့ဝယ်ခြင်းနဲ့ပစ္စည်းရှိရဆိုလို့ရှိရင် duty free နဲ့ outlet တွေရဲ့ဒီ list ပဲဖြစ်ပါတယ်ဒီကနေပြီးတော့လဲသူ့ကိုသုံးပြီးတော့ DBS payer ကိုသုံးပြီးတော့ဝယ်လို့ရပါတယ်နောက်တစ်ခုကကြတော့ဒီ shopping centers တွေ shopping center တွေမှာဆိုလို့ရှင်လည်းဒီအများကြီးပဲအာ DBS payer ကိုသုံးပြီးတော့ဝယ်လို့ရပါတယ်ဒီမှာဆိုလို့ရှင် same ပါရဂွန်နောက်တစ်ခုက CM Center စသဖြင့်ပေါ့နော်အများကြီးပဲအောက်မှာဖော်ပြထားတဲ့အတိုင်းပဲပြီးလို့ကြပါတယ်မက်ဂါရို Gateway တို့ရောနောက်တစ်ခုကစားအုပ်ကိုအထိုင်းနိုင်ငံကိုအလေသွားရဲဆိုလို့ရှိရင် Night Market တွေဒီ Street Food တွေအရင်စားကြမှာတယ်ပြီးတော့ကြတော့ဒီတော်တော်များများတချို့ဟာရဲဆိုလို့ရှိရင်လည်းမြန်မာ taste နဲ့ ြူတဲ့အတွက်ကြောင့်မို့မှာအာဒီသူတို့ရဲ့ omelet ဆိုလို့ရှင်လဲမြန်မာပြည်အချက်ဦးနဲ့ဒီ soup ချင်းနဲ့ကြော်တာလို့မျိုးအဲ့ဆိုလို့ရှင်လဲစားကောင်းနေပြီးတော့အော်ဒီကောင်းချင်းချီတော့လို့မျိုးရာသီစားပေါ့နော်အဲ့အရာမျိုးတွေဆိုလို့ရှင်ဒီအထောင်းနေပေါ့နော်ကြိုက်တတ်တဲ့သူတွေပြီးတော့ဒီ음 street food တွေကြိုက်တတ်တဲ့သူတွေအတွက်ဆိုလို့ရှင်လဲ night market တွေပြီးတော့ street markets တွေမှာဆိုလို့ရှင်လဲဒီအာ DBS ပေးလာနဲ့ ှင်းလို့ရှားတဲ့အတွက်ကြောင့်မလို့အရန်ကိုအဆင်ပြေပါတယ်ဒါကတော့ဒီ DBS Pillar သုံးပြီးတော့ပေးချေလို့ရတဲ့ night market ပေါ့နော်ဒီ short to chat တို့နောက်တစ်ခုကဒီအောက်မှာပြောထားတဲ့ဒီ river front တို့နောက် sam square အဲအဲ့ဒါတွေမှာတွားပြီးတော့ပြေးလို့ရပါတယ်တကယ်လို့ကိုက ဒီအစာရေမကောင်းတဲ့သူဆိုလို့ရှိရင်တော့ street food တွေအရင်ကြီးမစားပါနဲ့လို့ပြောချင်ပါတယ်။ DBS ပေးလာနဲ့သုံးရတာအဆင်ပြေတယ်ဆိုပြီးတော့ night market တွေသွားပြီးတော့ဒီ street food တွေကို အများကြီးစားမိရဆိုလို့ရှိရင်အပြန်ကြလို့ရှိရင်ဒီဆေးတွေအများကြီးတောက်နေရမှာဖြစ်ဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ supermarkets နဲ့ဒီ convenience store တွေဒီမှာဆိုလို့အဟမ်း ကိုဟာတခုခုဥမာဆိုလို့ရှင်လိုအပ်လာတာပေါ့နော်ဥမာ tissue ဖြစ်ဖြစ် mask ပဲဖြစ်ဖြစ်အဲ့မျိုးဆိုလို့ရှင်လည်းဒီအာတိုင်းနိုင်ငံမှာဆိုလို့ရှင်နေရာအနှံ့အပြားဆိုလို့ lotus တို့နောက်တစ်ခုက macro တို့အဲ့မျိုး711တော့ရှိရဒါပေမဲ့လို့711ကသူတို့တွန်းတွန်းကျကျသုံးမိမဲ့လို့ dbs ပေးလာနေသူကအာဒီအာ agree လောက်ထားတဲ့ participating ပေါ့နော် match မဟုတ်ဘူးအဲ့ဆိုတော့ကြတော့ကိုကဒါပေမဲ့လို့ဒီ lotus တို့ အနောက်တစ်ခုကမက်ခရိုတို့အဲ့ဒါဆိုလို့ရှိရင်လည်းဒီနေရာတော်တော်များများမှာရှိပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီစူပါမားကတ်နဲ့ဒီ convenience store တွေပေါ့နော်အဲ့လိုမျိုး tissue ကုန်သွားတာပဲဖြစ်ဖြစ်ဥမာအာမောလို့ရေရေဝဲတောက်ချင်တာဒါမှမဟုတ်ရှင်ရဲ့အေးဝဲတောက်ချင်တာဥမာအာဒီ hotel ကတော့ rice ကိုဘာမှမပေးလို့ဝဲချင်တာအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းဒီ lotus တို့ pc တို့ macro တို့မှာ dbs pay လာနဲ့တုံးပြီးတော့ဝယ်လို့ရတဲ့အတွက်အရန်ကိုအဆင်ပြေပါတယ် ဒါကတော့ဒီအာထိုင်းနိုင်ငံမှာဘက်ကိုအများကြီးလဲသွားစရာမလိုပဲနဲ့တော်တော်များများတော်တော်ကိုအဆင်ပြေတယ်ပေါ့နော် DBS ပေးလာနေတယ်တော်တော်အဆင်ပြေတဲ့အဲဒီအာဆိုင်နေရဲ့ list တွေစီးရင်းနေပဲဖြစ်ပါတယ်အဲမေဆီကဒီအဲထိုင်းနိုင်ငံကိုအကြောင်းတစ်မျိုးအမျိုးမျိုးကြောင့်အကြောင်းတစ်ခုခုကြောင့်အလဲပတ်သွားမယ်ဆိုလို့ရှိရင်ဒီဘတ်အရွက်တွေအများကြီးလဲသွားစရာမလိုပဲဥမာသူတို့ပြောထားတဲ့ show money 2000တော့ဒီယူရင်ယူသွားပေါ့နော် show money ဆိုတော့သူတို့မေးခင်ပြလို့ရအောင်ဒါပေမဲ့လို့ကိုကဒီဥမာ stay ဆောင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးနည်းနည်းကြာမယ်ဆိုလို့ရှိရင်ဘတ် ဟိုအများကြီးလဲသွားစရာမလိုပဲね DBS ပေးလာနေတယ်ပေးလိုက်လို့ရတဲ့အတွက်အရင်ဆင်ပြပါတယ်ပြီးတော့ exchange rate ကလည်းဒီစံကဏ္ဍမဲ့ရှိတဲ့အတွက်ကြောင့်မလို့အပြင်မှာလဲတဲ့ဟာနဲ့အတူတူလောက်ပဲသွားပြီးတော့ကြာတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီအပြစ်မှာလဲမဲ့ဆိုလို့ရှင်သွားလာတာအဲ့လိုမျိုးကုံသွားတယ်ဆိုလို့ရှင်ချက်ချင်းမရအဲ့လိုမျိုးအဆင်မပြေတာရှိနိုင်သေးတယ်ဒီဟာကတော့ဒီကိုယ့်ရဲ့ internet ရှိုံနဲ့ တခါတည်းကိုဝယ်ခြင်းနဲ့ပစ္စည်းကိုကိုစားခြင်းနဲ့အစာအသောက်တွေကိုလွတ်လပ်ကူကူပေးချေလို့ရတဲ့အတွက်အရန်အဆင်ပြေပါတယ်ဒါကတော့မိတ်ဆွေတို့အတွက်ဒီအာတုံးလို့ရတဲ့ပေးချေလို့ရတဲ့စိုင်းတွေရဲ့စည်ရင်ကိုမျှဝေပေးလိုက်ပါတယ်ခုဆိုရင်ဒီ သွားပြီးတော့ဝယ်စားလို့ရတယ်။ဆိုင်နေ night market တွေပြီးတော့ super market တွေနောက်တစ်ခုက shopping mall တွေကိုလိုချင်တဲ့အဝတ်စားတွေအိတ်တွေလကုန်ပစ္စည်းဝယ်လို့ရတဲ့ဆိုင်တွေတော့တည်ပြီးဘယ်လိုမျိုးပေးမလဲပေါ့နော်။ဘယ်လိုမျိုးပေးမလဲဆိုရင်အရန်ကိုလွယ်ကူပါတယ်။သူတို့စီမှာကိုဝယ်ချင်တဲ့ပစ္စည်းတွေဝယ်ပြီးလိုက်ဆိုလို့ရှိရင် counter မှာဒီ prompt pay QR နဲ့ပေးမယ်လို့ပြောလိုက်ပါ။ အဲ့ဆိုလို့ရှိရင်သူတို့ကသူတို့စီမှာ QR ကအရန်သုံးသူတို့စီမှာလည်း QR ကအရန်သုံးပါတယ်အဲ့ဆိုတော့ကြတော့သူတို့ကနေပြီးတော့မှဒီအဲ prompt QR လို့ပြောလိုက်တယ်ဆိုလို့ရှိရင်တို့ရဲ့ဒီ counter မှာအဲတို့က QR ရှိပါတယ်အဲဆိုလို့ရှိရင်ကိုကအာဘယ်လိုမျိုးပေးမလဲဆိုလို့ရှိရင် အခုပြထားတဲ့အဆင့်အတိုင်းပဲပေးလိုက်အောင်ဖြစ်ပါတယ်ကိုရဲ့ application ကိုဖွင့်လိုက်မယ်ဖွင့်ပြီးရဲ့နောက်မှာဒီ scan ဆိုတဲ့ဟာပါပါတယ် a scan option မှာဆိုလို့ရှိရင်ဒီအာဘာမှရွေးစရာမလိုဘူးတို့တို့က prompt QR code တို့ရဲ့ဒီ station မှာပေါ့နော်ပြထားတဲ့ prompt QR code ကို အဲ့ဒီ scan ဆိုတဲ့ဟာနဲ့ဖက်လိုက်အောင်ပဲဖြစ်ပါတယ်အဲ့လိုဖက်ပြီးသွားပြီဆိုလို့ရှင်သူက automatically ကိုကြားတဲ့ဒီ bag ပေါ့နော် amount ကိုသူက auto sgd နဲ့အဲဒီ convert လုပ်ပြီးတဲ့အခါမှာတူတဲကြတဲ့အမှောင်ကိုပြပါလိမ့်မယ်။အဲပြီးလို့ရှိရင်ဒီပေးရမယ်သူတို့ရဲ့ဒီအာဘတ်အမှောင်နဲ့ kait ma kait ကိုရဲ့ဒီ app ထဲမှာ kait ma kait ကြည့်လိုက်မယ်။ကြည့်ပြီးသွားလို့ရှိရင်အာ go to pay ဆိုပြီးတော့နှိပ်လိုက်တာနဲ့တခါရေပြစ်ချပြီးသားဖြစ်သွားပါမယ်။ပြီးတော့ အာနောက်တစ်ခါကွာ screenshot ရိုက်ထားပါပြီဒါမှမဟုတ်ရှင် history မှာကြည့်ကျင်တာပဲဖြစ်ဖြစ်အဲဆိုလို့ရှိရင်လည်းဒီ rate block နဲ့ဖြတ်သွားတယ်ဆိုတဲ့ဥစ္စာကိုလည်းကြည့်လို့ရပါတယ်ဒါပေမဲ့ rate ကအပြင်ကဒီအာငွေလဲတဲ့အဲစီးထက်ကို သူက ပို့ပြီးတော့အာအဆင်ပြေလို့မြင်ပါတယ်ဘာလို့လဲဆိုတော့စံကဏ္ဍပဲရှိတဲ့အတွက်ကြောင့်မို့လို့အာအဲ့ဒါနဲ့စာလို့ရှင်သုံးရတာလွယ်ကူတဲ့ဖြစ်လွယ်ကူတဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတို့ကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိတဲ့ဗီဒီယိုလို့ ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုအာတိုင်နေတတ်တယ်ဒါမှမဟုတ်ရှင်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးတစ်ခုခု ပေးခဲ့ဆိုလို့ရှင်ရင်ဒီဗီဒီယိုလေးကို like and share လုပ်ပြီးတော့ဒီ channel လေးကို subscribe လုပ်သားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ။